ရိသအလုံးမင်္ဂလာပါမြန်မာသက်ကရေကောဇာသက်ကရေ1389ခုနှစ်ကိုရောက်လာပြီကောင်းရင်ဂျိုနေသားအားလုံးထဲမှာအတိပါပါဂျိုလို့ခေါ်တဲ့စနေအတိသောမဂျိုလို့ခေါ်တဲ့ဂျာသပတိနေလတို့ရဲ့အနေသားကဒီတစ်နှစ်လုံးအတွင်းမှာကသောင်းကနေလေးတွေဖြစ်နေတယ်အာပြုမှုတဲ့ အဖြစ်မှုပဲကပို့ပြီးတော့အာပါနေတယ်။အတိပါပဂျိုဖြစ်တဲ့စနေဂျိုကမင်းရည်ဒီမှာတစ်နှစ်လုံးတည်တယ်။တည်နေရမှသူ့ရဲ့ဆွမ်းကအနေငယ်ရော့မရောဖြစ်လာတယ်။ဇူလိုင်၁၄ရက်နေ့မှာနောက်ပြန်သွားတဲ့အချိန်မှာတော့သူ့ရဲ့အားကနည်းနည်းလျော့သွားတာပေါ့။ဒါပေမဲ့သူက၄လနဲ့၁၄ရက်နောက်ပြန်သွားနေရမှာနိုဘ28 ကနေအတဲ့ပြန်သွားတဲ့အချိန်မှာဆိုရင်အာဗလာဆွမ်းကပြန်ပြီးတော့ပြင်းထန်လာတော့လူရဲကံရေးလေးတွေမှာလောကကံရတာလေးတွေမှာလူတိုင်းအတွက်အနောက်ရှက်လေးတွေများတတ်တာပေါ့လေအတီသောမှကောင်းခြင်းတွေကိုပံ့ပိုးပေးနိုင်တဲ့ဇာသာပတိချုပ်ကလည်းအခုချိန်မှာပြိဿရာသီထဲမှာတီနေရမှမေလ15ရက်နေ့ကြာရဲ့မေထုံရာသီကိုရောက်တော့သူ့ကိုချုပ်ကင်ထားတဲ့ရာသီရောက်တဲ့ကိုရောက်သွားပြီးတော့ သူ့ဆွမ်းအောင်သူအပြည့်မပြနိုင်တော့သူ့ရဲ့ဆွမ်းအားယုတ်ကျသွားတယ်အားကျော့သွားတယ်နေအောင်သူကရောက်သွားတာအဲ့ဒီလိုနဲ့သူကအားယုတ်လျော့စွာဖြတ်သန်းနေတဲ့အချိန်ကိုဖြတ်သန်းနေရမှာကရကရာသီကို အောက်တိုဘာလ19ရက်နေ့မှာသူကရောက်သွားတာအဲ့ဒီရောက်တဲ့အချိန်မှာသူ့ရဲ့အားအင်မတန်မြင့်သွားတယ်အုတ်ဆွမ်းသတ္တိရဲ့အားဗလာအင်မတန်ကောင်းလာပြီးတော့လူတွေကိုကောင်းဖို့အတွက်ကိုပေးတဲ့အနေထားကိုရောက်လာရမှတဖန် နိုဝင်ဘာလ12ရက်ကိုရောက်တော့အဲ့ဒီကြာသာပတိကျော်တယ်နောက်ပြန်သွားပြီးတော့အာဗလာတွေကတော့ညော့သွားပြီးတဲ့အချိန်မှာနောက်ပိုင်းမှာအင်အားစွမ်းသက်တည်နဲနေတော့လူတွေရဲ့စွမ်းသက်တည်ကောင်းခြင်းတွေကိုပေးတဲ့တောမဂျိုတွေရဲ့စွမ်းသက်တည်ကလည်းရုပ်လျော့တာပေါ့အပြည့်မပေးနိုင်ဘူးပေါ့အားရှိတဲ့အတိုင်းပဲအပြည့်မထုတ်နိုင်ဘူးဒီနေရာမှာကဘာမြေကြီးရဲ့တဘာဝကိုအဓိကကင်တွယ်နေတဲ့ တနေ့ငွေဂျုံနဲ့တနေ့လာဂျုံနေလာနှစ်ပါးဟာဒီလာမဲ့တော်သလင်းလာပြည့်ကျော်တည့်ရနေ့မှာသကောင်းရန်ချိန်မှာလာကြမှာလာပြည့်ကျော်နှစ်ရနေ့ထိကပ်ပါသွားတယ်ဒါကအင်္ဂလိပ်လိုဆိုရင်တော့ September 9ရက်နေ့ရှယ်နေ့အခုညသကောင်းရန်မှာဒါလာကြမှာပြီးရနေကြအောင်ပါနေရကြက်တာကတော်သလင်းလာွယ်နေ့ တကောင်ရဲ့လာခွေရဲ့သကောင်ရောက်ကန်ဒီမတဲပိုင်းလေးလိုမှနေရကြမှာမမြင်ရတဲ့နေမင်းကြီးတရားနေမမြင်ရနေမင်းကြီးမှောင်ကြသွားမှာနောက်တနေ့အထိကုဝင်ပြီးမှနေချက်ချင်းကပြီးမှာရာဖြင့် September 27နဲ့22အကူတွေဒီအချိန်နေသားလုံးကိုတိရှိထားရဲ့နေသားတွေနေကိုင်းလာကိုင်းနေကိုင်းသမားတွေဆိုတာက တနေ့ငွေအင်္ဂါစနေယာဟုမှာမွေးတဲ့ပါပအုပ်စုနေရနေဥဆောင်တဲ့အတွက်နေခိုင်းသမားတွေလာခိုင်းသမားတွေလို့ခေါ်တဲ့တနေ့လာဘုဒ္ဓဟူကြာသာပတိသောကြာတောမဥဆောင်တောမကျိုတွေလာခိုင်းသမားတွေအားလုံးတို့အတွက်ကံကြမ္မာကဟောကိန်းထုတ်တာတဲ့ရည်ရပေးတာပို့ပြီးတော့တင့်တင့်လျော့ပတ်မယ်လို့အောက်မိပါတယ် အဲ့အတွက်1389ခုနှစ်အတွက်နေကိုင်းလာကိုင်းမှာတည်ရှိနေသောသူအားလုံးတို့အတွက်ယတရားကို တင်ပြပါလေအဓိကတနင်္ဂနွေတနင်္လာအင်္ဂါဗုဒ္ဓရာဟုဇာတာပရိသောက်ဇာစနေအားလုံးသောသူတွေအတွက်ဒီတနှစ်တာပတ်လုံးအတွင်းမှာတပြေငါးညွန့် ဖះတင်ရမယ်ကိုနေမှာကိုတင်ရမယ်တင်းငွေမွေးစုတင်းတွေနေမှာတင်းတင်းလာမွေးစုတင်းလာနေမှာတင်းကိုနေမှာကိုမနဲ့မှာတင်ရမယ်မနဲ့6နိုင်ရနေ7နိုင်အတွဲမှာတင်းရမယ်တင်းတဲ့အခါမှာအားလုံးသောသူတို့စီဖန်ခွက်ထဲမှာရေဖြည့်ပြီးတော့အဲ့ဒီဖန်ခွက်ကိုကျွေးပကံပြားတစ်ချက်ပေါ်မှာ တင်ပြီးတော့ဖះကတ်လူရမယ်ဘာသာကြားတွေအတွက်မိမိယုံကြည်ကိုးကွယ်ရာဖះတင်တယ်မတင်ရင်လည်း ဇပွဲတစ်ခုပေါ်မှာမြင့်တဲ့နေရာမှာတင်ထားရမယ်။လေးညသိထားပြီးရစော့။နောက်တစ်ပတ်မှာပြန်တင်ဒီလိုဆက်တိုက်ထားရမယ်။ပြီးတော့လေးညသိထားပြီးရကိုနေ့ကနေစပြီးလေးညတညနှညသုံးညလေးညထားပြီးကြံတဲ့နေ့တွေမှာကြတော့ခရီးညွန်လေးတညွန်ကိုအဲ့ဒီဖန်ခွက်ထဲမှာထည့်ထည့်ပြီးတော့မှကြံတဲ့ရက်တွေကိုအားဖြည့်ရမယ်။ခရီးကခကကငန်းနဲ့ရပ်ပလေရောက်လာဝတွဲထားတာ တနင်္လာနဲ့ဗုဒ္ဓနဲ့တွေ့တာဥမာငရှင်တို့လေကျန်းတာတို့ရေကြီးတာတို့ကိုပယ်ရှားဖို့အတွက်ကိုဒီလိုလုပ်နေရတာအဲ့တော့သပြေငါးညွတ်တလက်ခရေတလက်ဤကဲ့သို့ဟန်ချက်ညီညီတင်ပြီးတော့အာလုံးသောခொညက်သားသမီးရှေ့သားသမီးအာလုံးတို့သည်ဒီတနှစ်တာကာလအတွဲအစိုးညံတို့ကိုကာကွယ်ကြပါဝိုင်းဝန်းကာကွယ်ကြပါထူးထူးခြားခြားယုံကြည်မှုရဲ့စွမ်းအသက်တည်းဟာ ူးခြားတဲ့စွမ်းသက်တည်တစ်ခုဖြစ်ဖွဲ့စည်းလာပြီးတော့မကောင်းသောအရာတို့ကိုကြိုတင်သိမြင်နိုင်ခြင်းကြိုတင်ပယ်ရှားနိုင်ခြင်းဖြစ်ပေါ်လာသောအညံ့တို့ကိုယုံထွက်နိုင်ခြင်းဆိုတဲ့စွမ်းသက်တည်တွေပေါ်ထွန်းလာပါလိမ့်မယ်။နေသားသီးသီးတို့တွေအထူးပြုရတရားကတော့တနေ့ကနေနေ့မွေးသူတွေအတွက်ကတနေ့ကနေနေ့တည့်ရက်မှာမနေ့6နိုင်နဲ့9နိုင်ခွဲအတွက်မှာအုံစည်းကြောက်တစ်လုံးပေါ်မှာထုံ6ချက်တို့ အဲ့ဒီပုံမှန်မှဖျောင်းတိုင်အနီရောင်တင်ထွန်းဖျောင်းတိုင်တွန်းနေတိုင်းဆက်တိုင်သုံးရက်ထွန်းပြီးရင်အဲ့ဒီအုံးစည်းကိုအမှန်တကယ်စားသုံးသူကိုလူလိုက်ပါ၎င်းပြင်ကောင်းချင်းကံကြမ္မာများရစေဖို့အတွက်လှန်လိုက်တုံးတုံးကိုရွှေရောင်ကပ်ပြီးတော့ကိုလှုပ်လှုပ်တဲ့နေရာမှာကိုဝင်းချင်းမှာထားပါအနီရကင်းချင်းလက်ရွှင်ချင်းရပါမယ်တင်းလာနေမွေးသူတွေအတွက်ကတော့ မိမိအရက်နဲ့အလျားညီတဲ့ကြံချောင်းတစ်ချောင်းကိုအနီရောင်ဖဲချိုးနဲ့ပတ်ပြီးတော့ညောင်ပြောက်မှာသွားထားရမယ်။တနင်္လာနေ့မှာထားရမယ်။မနေ့6နိုင်နဲ့9နိုင်ခွဲအတွင်းမှာသွားထားရမယ်။ပြီးတော့ရွှေရောင်တွယ်ချိတ်တစ်ခုနဲ့ငွေရောင်တွယ်ချိတ်တစ်ခုနဲ့တစ်ခုချိတ်တွယ်ပြီးတော့ကိုယ်လုံးလုံးတဲ့ဇပွဲမှာထားထားပြီးအနီရကင်းခြင်းနဲ့လက်ပွင့်ခြင်းတို့ကိုရရှိစေနိုင်မယ်။အင်္ဂါနေ့မွေးသူတွေအတွက်ကတော့ ဖရာဇေဒီတွေမှာသွားပြီးညောင်ထောက်ချင်းကုသိုလ်ကောင်းမှုကိုပြုပါပြီးတော့ကောင်းချင်းကံကြမ္မာများရစေရန်အတွက်ကို အနောက်မြောက်ဓာတ်အမြင့်တနေရာမှာလေတက်ရဲ့လှုပ်ခတ်အံမြည်တဲ့ wind chime သို့မဟုတ်ဆဲလဲလေးတွေချိတ်ဆွဲထားလိုက်ပါ အန်ဒီကင်းဘေးရှင်းပြီးလက်ပွေချင်းကိုချုံမဲ့ဘုဒ္ဓဟူးနဲ့မွေးသူတွေအတွက်ကတော့ဝါပင် ဝါမင်းရာဇာဆိုတဲ့အပင်ကိုယူပြီးတော့ကို့အနီးပါအိမ်ရှိမှာမြေအိုးနဲ့အလှဆိုင်အိုးနဲ့စိုက်ပျိုးပြီးရေလောင်းရက်ခတ်ပေးပါ ကောင်းချင်းကံကြမ္မာနဲ့လက်ပွင့်ချင်းနဲ့ချင်းရှားစွာရရှိဇေယံအလို့ငါပိုက်ဆံအကြွေစိနှစ်စိကို အလဲမှာကော်ထက်ကပ်ပြီးတော့အလုံးလုံးတဲ့နေရာကိုဝင်းချင်းမှာထားရှိလိုက်ပါ အန်ဒီအကင်းချင်းဘေးရှင်းချင်းနဲ့လက်ပွင့်ချင်းကိုရစေလိမ့်မယ် ယာဟုမွေးသူတွေအတွက်ကရဲရိုပင်ကိုတံပုံးထဲမှာဆဲဖြည့်ပြီးတော့စိုက်ပြိုးပြီးတော့မြောက်ရက်မှာထားရေလောင်းပေးပါရက်ခတ်ပေးပါအာမြေကင်းပေးရှင်းမယ်လက်ပွင့်ကံပွင့်ဇေယံအတွက်ကိုတော့ဖျားစီဒီမှာမကြာခဏသွားရောက်ပြီးတော့ရွှေသင်္ကန်းကတ်လှခြင်းပြုပေးပါဂျာသပဒိနေမွေးသူတွေအတွက်ကတော့မြေအိုးထဲမှာ ပိန်ပန်းပင် Inturium လို့ခေါ်တယ်ပိန်ပန်းပင် စိုက်ပျိုးပြီးတော့အနောက်မြောက်အရက်မှာထားရှိပါ ဖြစ်เสียရှိ အပင်မှာဖြစ်သွားမယ်လူမှာမရှိတော့အန္တရာယ်မကင်းသွားလိမ့်မယ်၎င်းတော့ကောင်းချင်းကံကြမ္မာနဲ့တိုးတက်ခြင်းများရစေရတဲ့မိမိရဲ့ပုံဒူပကြီးကားကို ရေးဆွဲပြီးတော့ဖြစ်စေမိမိဓာတ်ပုံကိုရေးရဖြစ်စေနေရာမှာချိတ်ဆွဲခြင်းဖြစ်စေစပွဲမှာတင်ထားခြင်းဖြစ်စေပြုပါအညာဆိုကိယုံသမကလက်ပွင့်ကပွင့်ချင်းနေရှိနေပြီ။သောက်ကြာနေမွေးစုတွေအတွက်ကတော့ ကောင်းချင်းကံကြမ္မာနဲ့အရာရာအစဉ်ပြေစေဖို့အတွက်ဗတောက်ပင်တပင်ရဲ့အရှိတောင်ဘက်ကနေဗတောက်ကိုင်းကိုယူပြီးတော့အဲ့ဒီဗတောက်ကိုင်းကိုမိမိညာလေညိုးနဲ့တထွာဖြက်အခောက်ခွာပြီးတော့ရွှေချပြီးကို့နဘေးစောင်းထားပေးရမယ်ကောင်းသောကံကြမ္မာများထင်ရှားစွာရစေဖို့အတွက်သုံးလက်မှဇန်ချောင်းတစ်ချောင်းကိုရွှေအောင်တုပ်ပြီးတော့ကို့အလုတ်လုပ်နေရာမှာထားလိုက်ပါလက်ပွင့်သွားလိမ့်မယ်စနေနေ့မွေးစုတွေအတွက် အညာဆိုးကင်းပြီးကောင်းခြင်းကံရဖို့အတွက်တောင်ထမ်းပင်ဒန်းပင်ဒေါနပင် စနေနံပင်ကိုအိုးထဲမှာစိုက်ပြီးတော့အနောက်နေဝရရက်မှာထားပါဖြစ်เสียရှိရင်ပင်မဖြစ်မယ်ကောင်းခြင်းကံတွေကိုလည်းသူကစဲဆောင်ပေးမယ်ပုံမကံကောင်းစေရန်အင်းကြီးကျဲသေးစိခုနစ်စိကိုပလတ်စတစ်အိတ်ကလေးနှိပ်စိအိတ်ကလေးပေါ့နော်ဒီလို အိတ်ပိတ်လို့ရတဲ့အိတ်လေးတွေမှာထည့်ပြီးတော့အဲ့ဒီခုနစ်စိသောကျဲသေးစိပါတဲ့အိတ်ကလေးကို 本身自然的呀，如果本身一点太少，日本跟钢筋面也去买点买，同中央息息相我江苏啊，身边说就凭人家办事，接受点买嘞。